အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုသိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အသားလုံးနမိတ်ဟော်လီပြင်လင်းမြောက်ပေးမှာဖြစ်ပါတယ်ဗျာအရင်တစ်ခေါက်ကလည်းမြောက်ပေးခဲ့ပါတယ်နောက်ထပ်ထပ်ပြီးမြောက်ပေးပါဦးဆိုလို့မေတာတောင်းလာတဲ့မိတ်ဆွေများတွေဒီတစ်ခေါက်မှတော့ဆုံဆုံလင်းလင်းလေးနဲ့ပြင်လင်းပြီးမြောက်ပေးမှာဖြစ်ပါတယ်ဗျာအဲ့တော့အသားတွေလုတ်တက်ကမြို့သားတွေရောမြို့သမီးတွေရောအတူတူပါပဲဗျအသားလုံးနမိတ်ဟော်လီတွေရှိပါတယ်ဒါလေးကိုမိတ်ဆွေများကိုမြောက်ပေးမှာဖြစ်ပါတယ်ဗျအဲ့တော့နံပါတ်1ကျွန်တော်ဥကောင်းနေစပြုတ်လိုက်မယ်နံပါတ်1ဥကောင်းလုံးတဲ့မိတ်ဆွေများကောင်းပါတယ်အဲ့တော့အစိုးရတွေအထက်လူကြီးတွေက ကျွန်တော်တွေကုညီဆောင်မကြီးနေခမ်းမယ်ယာဒူလာစာတွေတိုးမယ်နမနစ်ဦးကောင်းလက်ရဘက်လို့တဲ့မိတ်ဆွေများအိမ်တော်ဘက်ကောင်းနေမိတ်ဆွေကောင်းနေရရှိတတ်တယ်နမ3ဦးကောင်းဘက်ဘယ်ဘက်လို့တဲ့မိတ်ဆွေများတော့စိတ်နောက်ရှက်ဖြစ်တဲ့လူနဲ့တွေ့ပင်ပေါ့နော်နံပါတ်၄နဖူးအထက်လောက်တဲ့လူတွေခါကြရင်ကျွန်တော်နဖူးတွေလောက်တာမျိုးတွေရှိတယ်နဖူးတက်လို့ရှိရင်ကောင်းပါတယ်အဲ့တော့ရာဒူလာစာတိုးမယ်တစုံတယောက်ကကိုယ်လာပြီးကူညီပေးမဲ့သူဆောက်မပေးမဲ့သူတွေလေးသားချင်းနေခံရတယ်အထူးသဖြင့်လက်ပွင့်နေပေါ့ဗျာ ညာဘက်နှစ်ထင်လောက်တဲ့မိတ်ဆွေများညာဘက်နှစ်ထင်မိတ်ဆွေလောက်တဲ့များကုညီကောင်းတွေရမယ်မိတ်ဆွေကောင်းတွေကနေပြီးတော့အမျိုးတွေကနေပြီးတော့ထောက်ပံ့ကောင်းတွေကုညီမှုတွေခံစားမှာ ဖြစ်ပါတယ်အဲတော့နံပါတ်6ကတော့ဘယ်ဘက်နှစ်ထင်လောက်လို့ရှိရင်တော့ကျွန်တော်တို့တွေဘယ်ဘက်နှစ်ထင်လောက်တဲ့မိတ်ဆွေများတော့ကောင်းလေးဆိုရင်ကောင်းမလေးရမယ်ကောင်းမလေးဆိုရင်ကောင်းလေးတွေရမယ်အဲတော့လူများတွေဆိုလို့ရှိရင်ပို့လို့ပို့လို့ကျွန်တော်အခြေအတွက်အဆင်ပြေမယ်ပေါ့နော် ညာဘက်မျက်ခုံးလှုပ်တဲ့မိတ်ဆွေများကလက်လက်လပပေါ်ပါတယ်ညာဘက်မျက်ခုံးနော်ညာဘက်မျက်ခုံးလှုပ်လို့ရှိရင်လက်လက်ပပေါ်တယ်ဘယ်ဘက်မျက်ခုံးလှုပ်မယ်ဆိုလို့ရှိရင်နော်နံပါတ်၈ပေါ့နော်ဘယ်ဘက်မျက်ခုံးလှုပ်မယ်ဆိုလို့ရှိရင်မမျော်လင့်မင်းနဲ့ငွေတွေကုန်ကြတတ်တယ်ဒါမဲ့အဲ့ကုန်ကြတဲ့ငွေကကောင်းတဲ့ကုန်ကြမှုမျိုးဥမာအလူလှုပ်လိုက်တာမျိုးလို့အစားအသောက်ဝယ်ဆက်လိုက်တာမျိုးလို့အဲ့လိုမျိုးလေးတော့ရှိတယ်နံပါတ်၉ကတော့ ညာဘက်မျက်ခုံအထက်ဒါဆိုညာဘက်မျက်ခုံအထက်လှုပ်တဲ့မိတ်ဆွေများရင်မထားတဲ့အလုတ်ကိစ္စတွေနိုင်ငံတော်ဘုတ်ကိစ္စတွေအလုတ်ကိစ္စတွေအောင်မြင်မြင်ဖြစ်ထွန်းမှာဖြစ်ပါတယ်နံပါတ်30ညာဘက်မျက်ခမ်းအောက်ဖက်နော်ညာဘက်မျက်ခမ်းအောက်ဖက်လှုပ်ရင်ကိုယ့်ရဲ့အကျဉ်းစီတွေကိုယ့်ရဲ့လှုပ်ကင်တွေကိုဖျက်ကပ်ဖျက်ပဲလှုပ်မဲ့လူတွေပေါ်လာတတ်တယ်နံပါတ်7ဘယ်ဘက်မျက်ခုံမို့နော် ဘယ်ဘက်မျက်ကွန်လုံးတဲ့မိတ်ဆွေများကတော့အလောက်ကိုင်းနေလုံးတဲ့ခါမျိုးမှာကိုယ့်ရဲ့အစည်းအဝေးတွေကိုလာရောက်တိုက်ခတ်နှောက်ယှက်တဲ့သူတွေအပြိုင်ဆိုင်တွေပေါ်လာတတ်တယ်။နံပါတ်7ဘဲဘဲမျက်ခံအောက်ဖက်လှုပ်လို့ရှင်ကျွန်တော်တို့ဘဲဘဲမျက်ခံတော့အောက်ဖက်လှုပ်လို့ရှင်တစုံတယောက်ယောက်ငိုကြွရတက်တယ်ကောင်လေးယောက်ငိုရတက်တယ်ကောင်မလေးယောက်ငိုရတက်တယ်အမျိုးမျိုးယောက်ငိုရတက်ပါတယ်ဘာကြောင့်မှမသိဘူးအဲ့ဒီနေ့တော့ငိုရမှာပါနံပါတ်73မျက်စိထောက် မျက်စိထောက်နေရများလုပ်လို့ရှိရင်ညထောက်အဆုံးလေးပေါ့နော် စိတ်ပျော်ရွှင်မှုတွေရမယ်စိတ်ကြည်နူးရမယ်ဆက်လေးနှာခေါင်းလှုပ်လေးရှားတော့ရှားရနော်နှာခေါင်းလှုပ်လာရှားမယ်ထင်တယ်နှာခေါင်းလှုပ်ရှင်ကျွန်တော်တို့ကိုတရက်ရက်ကသတိရနေတာမျိုးကျွန်တော်ဒီရက်ရက်ချစ်နေတာမျိုးတရက်ရက်ဆွဲလန်းနေတာမျိုးတရက်ရက်ကျွန်တော်တို့တွေးချင်နေတာမျိုးတွေဖြစ်ပါတယ်နှာခေါင်းဘယ်ညာလှုပ်လို့ရှိရင်နည်းနည်းလေးကျူးဆက်ကြည့်ပေါ့နော်လှုပ်တာတော့ရှားတယ်အပေါ်အပေါ်နှာခေါင်းလှုပ်တယ်မေ့ရှင်များအစာကောင်းတောက်ကောင်းလေးစားတတ်တယ် ပြီးတော့ကျွန်တော်တွေစကားတွေအကြီးအကျယ်တွေပြောနေရတက်တယ်စကားတွေများတက်တယ်ပေါ့နော်အဲ့တော့စကားကြီးရံဖြစ်တာမျိုးမဟုတ်ပဲねကျွန်တော်စကားနဲ့လူတာမျိုးပေါ့အဲကျွန်တော်တို့အစားကောင်းတောက်ကောင်းနေတဲ့စားရတယ်စကားနဲ့လည်းလူရတယ်ပေါ့ဗျာနံပါတ်၆အောက်နှခံလောက်တဲ့မိတ်ဆွေများတူးတယောက်နဲ့စကားပြောရတက်တယ်အဲ့တော့ရင်းနေတဲ့သူတွေကျွန်တော်တို့တွေအပေါင်းအသင်းတွေနဲ့ပြောဆိုရတာပေါ့နော်နည်းနည်း ိုအရင်ရင်းနေတဲ့လူကနေပြီးတော့တစိမ့်နေဖြစ်သွားသလိုအဲ့လိုမျိုးလေဖြစ်တတ်တယ်။တဘောတဲ့စကားများစကားတွေအမားပါသွားတတ်တယ်ပေါ့လေ။အဲ့တော့နမဆက်ခွန်ကတော့မေးတွေရှိတယ်။မေးပြားလေးလုံးတွေမေးဆွေများကတော့ဆွေမျိုးမေးဆွေများနဲ့စကားပြောရတတ်တယ်။လင်မြချင်းစကားများတာတို့ အပေါင်းသင်းကြီးစကားများရံပြတာတော့အားကြောင့်မေးမေးစီတွေလုံးဝမကောင်းပြတာနော်ရှေလူကြီးတွေကလေပင်လုံးတဲ့မိတ်ဆွေများရှားတော့ရှားရနော်လေပင်လုံးတဲ့မိတ်ဆွေများလှုပ်ရတနာတွေတို့ဆွဲကျိုးတို့အဲသူကလေပင်လုံးလာဆိုတော့လှုပ်ရတနာတွေဆွဲကျိုးလက်ကောက်စားပြီးအဲ့ဒါမျိုးလေးရတ်တက်တယ်ဝဲရတ်တက်တယ်ပေါ့နော်ရောက်လာတက်ပါတယ်နံပါတ်19ကညာဘက်နရွက်လုံးတဲ့မိတ်ဆွေများအဲ့တော့နားလုံးတာလဲတချို့လေလုတ်တယ်လုတ်တယ်နော်နားလုတ်တဲ့မိတ်ဆွေများကတော့ရံပြတ်တက်တယ်ခိုက်ရိုက်နေဖြစ်ပေါ်တက်တယ်အချင်းချင်းစကားများတက်ပါတယ် လက်ဝဲပဲနားလုတ်လင်းရွှေငွေတို့လက်တို့ရတတ်ပါတယ်သူကတော့မတူနော်လက်ဝဲပဲနားလုတ်လင်းတော့ကောင်းတယ်ရွှေငွေတို့လက်ဥရတန်တို့ငကတို့အဲ့လိုမျိုးလေးရတတ်တယ်နစတစ်ကတော့ညာဘက်ပခုံးလုံးလည်းမိတ်ဆွေများတခါကြောက်လို့ရှိရင်ညာဘက်ပခုံးလေးလက်လုတ်တယ်ကျွန်တော်တခါကြရင်လုတ်တယ်နော်အဲ့လိုလုတ်တဲ့မိတ်ဆွေများကတော့တဲ့ခင်မွန်းကောင်းနေဇနီးမယားတွေအပေါင်းအသင်းကောင်းနေချစ်သူရည်စားအကောင်းနေကောင်းတဲ့လူနဲ့တွေ့ရတတ်တယ်နံပါတ်20နှစ်ဘက်ဘက်ပခုံးလုတ်တဲ့မိတ်ဆွေများတော့မကောင်းပါဘူး ်ခရင်ဖြစ်ပေါ်တတ်တယ်ရံဖြစ်ရတတ်တယ်တိုက်ရခိုက်တတ်တယ်ပြည့်ရလောရတတ်ပါတယ်နံပါတ်23ရင်မက်လို့တဲ့မိတ်ဆွေများမိတ်ကောင်းဆွေကောင်းမြန်မာပစ္စည်းဥစ္စာများလာရောက်ပေးကမ်းကြတော့ခြင်းတွေခံရမယ်တစုံတရာကိုယ်လက်ဆောင်ပေးတာမျိုးတွေကျုံဝတ်တတ်တယ်နံပါတ်24နောက်ဖက်ကြောကုန်းလို့တဲ့မိတ်ဆွေများတပည့်အောက်လက်ငယ်သားတို့မှလက်ဆောင်ပစ္စည်းများလာရောက်ကြောက်ကြီးနေခံရမယ်မိတ်ဆွေတွေကလက်ဆောင်ပေးခြင်းနေကျွန်တော် surprise တိုက်တာဒီခံရမယ်ပေါ့ဗျာ25နှလုံးသားလုပ်မယ် ကျွန်တော်နှလုံးသားနှလုံးသားလုတ်တဲ့လူတွေတခါကြလို့ရှိရင်ပုံမှန်ခုံတော်မျိုးမဟုတ်ဘူးเนาะတခါကြဇက်ဇက်အဲ့လိုမျိုးခုံသွားတာမျိုးလေးရှိတယ်အဲ့ညာရဲ့အပေါ်ပေါ့เนาะအဲ့ညာရဲ့အပေါ်ပြောတာပါเนาะအဲ့ညာတော့မှလုတ်မယ်ဆိုလို့ရှိရင်မိမိချစ်သူတန်းမှလက်ဆောင်တို့ ်အဲကိုယ့်ချစ်သူကကိုယ့်ကိုပြန်ဖြည့်ပေးတာလို့ကောင်းလေးရဖြည့်ပေးတာကောင်းမလေးရဖြည့်ပေးတာလို့ဒါမှမဟုတ်လက်ဆောင်လေးအဲ့လိုမျိုးလေးရတတ်တယ်အဲ့တော့နံပါတ်26ရင်ဘက်ညာဘက်ရင်ဘက်လှုပ်တယ်မိတ်ဆွေအဲ့တော့ညာဘက်ရင်ဘက်လှုပ်ရင်အရန်ကောင်းပါတယ်မမျော်လင့်မင်းနဲ့အမှထိပောက်တာမျိုးအမွေရတာမျိုးစသဖြင့်ချက်နာကြောဝတက်ပါတယ်အရန်ကောင်းပါတယ်ညာဘက်ရင်ဘက်လှုပ်လို့ရှိရင်အဲ့တော့နံပါတ်29ဘယ်ဘက်ရင်ဘက်လှုပ်လို့ရှိရင်တော့မကောင်းပါဘူးဘယ်ဘက်ရင်ဘက်ဆိုတော့ကျွန်တော် နှလုံးနေရာနားပေါ့နော်ဘယ်ဘက်ရင်ဘက်လှုပ်လို့ရှိရင်တော့မကောင်းတတ်ပါဘူးငိုကြွရတက်တယ်ကျွန်တော်ပြီးပူဆွရတက်ပါတယ်နံပါတ်28ချက်လှုပ်တဲ့မိတ်ဆွေများရှားတော့ရှားနော်ချက်လှုပ်တဲ့မိတ်ဆွေများအစိုးရမင်းများကြီးအကြီးမှုများတွေအလုတ်ရှင်တွေကချင်းမြောက်ပေးခြင်းနဲ့ခံရတယ်ငွေစည်းဥစ္စာလက်လက်ပတ်တွေလက်ထိုးခြင်းနဲ့ခံရပါတယ်အရန်ကောင်းပါတယ်အဲ့တော့29ညာဘက်ဂျိုင်းညာလှုပ်တဲ့မိတ်ဆွေများစုပ်ကြီးလက်ကြီးဝင်တက်ပါတယ်ညာညာဘက်ဂျိုင်းတစ်ခါကျရင်လှုပ်တက်တယ်နော်စုပ်ကြီးလက်ကြီးတွေဝင်တက်တယ်နံပါတ်30 ဘယ်ဘက်ဂျိုင်းလုတ်လို့ရှိရင်တော့မကောင်းပါဘူးဘယ်ဘက်ဂျိုင်းလုတ်လို့ရှိရင်တော့ကျွန်တော်ခိုက်ရင်ခိုက်တာတစ်ခုဖြစ်ပေါ်တတ်တယ်ချော်လဲတာတို့အမတစ်ခုဖြစ်တတ်ပါတယ်ဗျနံပါတ်31ညာဘက်လက်ယုံလုတ်လို့ရှိရင်တော့မိကောင်းဆွေကောင်းတွေမိတ်ဆွေကြီးများရက်တတ်ပါတယ်အပေါင်းအသင်းတွေကလာပြီးလက်ဆောင်တွေပေးရတတ်ပါတယ်နံပါတ်32ဘယ်ဘက်လက်ယုံဘယ်ဘက်လက်ယုံလုတ်တဲ့မိတ်ဆွေများဘေးရန်များတတ်ပါတယ်အဲ့တော့သူလက်ခုနလို့ပဲနော်စကားများရံပြည့်တတ်ပါတယ်ရှဲပပခါလုတ်တဲ့မိတ်ဆွေများနံပါတ်33ခါလုတ်တဲ့မိတ်ဆွေများတော့ပစ္စည်းဥစ္စာတွေ ပျောက်တတ်တယ်အိမ်မှာရှိတဲ့ပစ္စည်းတွေအထားမှားတာမျိုးတွေဖြစ်တတ်ပါတယ်နံပါတ်34တားမြက်ကျွန်တော်တို့ဘယ်ဘက်ဘယ်ဘက်ရင်အောင်ဘယ်ဘက်နှုတ်ပေါ့နော်ဘယ်ဘက်နှုတ်လို့လို့ရှိရင်အဆွေခင်မင်းကောင်းတွေတွေ့ရတတ်ပါတယ်မိတ်ဆွေကောင်းတွေပေါင်းသင်းကောင်းတွေလက်လက်ပတ်လေးလက်အကြီးဝင်တတ်ပါတယ်နံပါတ်35ပါလို့တဲ့မိတ်ဆွေများချစ်သူကြီးပွဖက်နှှှုတ်ခြင်းနဲ့ခံရမယ်ချစ်သူကသတိရနေခြင်းနဲ့ခံရမှာဖြစ်ပါတယ် ပါလုတ်တဲ့မိတ်ဆွေများနံပါတ်36ညာဘက်လက်ဝါးပြင်လုတ်တဲ့မိတ်ဆွေများဟန်ဒါကျွန်တော်မကြခဏလုတ်လွတ်တော့ရှိရနော်ညာဘက်လက်ဝါးလုတ်တဲ့မိတ်ဆွေများမိမိအကြံစီတွေအလုတ်ကင်နေအောင်မြင်မယ်ငွေငွေအဲ့အလုတ်လက်နေမြငွေလေးလက်လက်ဘက်တွေပေါများမှာဖြစ်ပါတယ်နံပါတ်30ခုဘယ်ဘက်လက်ဝါးလုတ်တဲ့မိတ်ဆွေများတော့ချစ်သူလက်ဆောင်ပစ္စည်းပေးရတတ်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် ဘလူတန်းလေးလဲလောက်ရမယ်လက်ဆောင်နဲ့ပေးရတက်တဲ့စပရိုက်တက်ချင်နေခမ်းမယ်ပေါ့ဗျာနံပါတ်38ဘယ်ဘက်ဘိုက်တာလုတ်လို့ရှိရင်အစားအစာကောင်းနေစားရတက်တဲ့တခါမှမစားဘူးတဲ့အစားအစာတွေစားရတက်တဲ့အဲ့တော့ကျွန်တော်တို့ဒီပါဆယ်တွေပါတခုစားရတက်တယ်ပေါ့နော်အစားကောင်းတောက်ကောင်းနေစားရတက်ပါတယ်ပြီးရင်36ညာဘက်ဘိုက်တာလုတ်တဲ့မိစေဗျာညာဘက်ဘိုက်တာလုတ်လို့ရှိရင်တော့အလူတန်းနေ အစာငုံတောက်ကောင်းနေအဲစားစားပြကျွန်တော်တို့တွေအာကျွန်တော်ခုံးစင်းရတက်တယ်ပေါ့ဗျာခုံးစင်းရတက်တယ်အဲ့တော့နံပါတ်40စီးဆက်လုတ်တယ်မိအမြစီးနှစ်ပတ်သက်တဲ့ယောဂါတွေရတတ်ပါတယ်စီးဆက်လုတ်ရင်တော့မကောင်းဘူးပေါ့နော် စစ်သက်လို့မကောင်းအဲ့တော့သူသူတပားကကျွန်တော်တို့ရေအဲသူတပားမနာလိုခြင်းနေတဝန်တူခြင်းနေခြေဝင်ခြင်းနေခံတက်ပါတယ်စစ်သက်လို့နဲ့မိတ်ဆွေများနံပါတ်41ညာဘက်ပေါင်သားလို့တဲ့မိတ်ဆွေများအဲကျွန်တော်တို့ကျွန်တော်တို့ဒီမကြခဏလှုပ်တက်ပါတယ်ညာဘက်ပေါင်သားလို့တဲ့မိတ်ဆွေများမိမိချစ်သူနေတွေ့ရပြီးပျော်ရွှင်စွာနေရတက်တယ်ပျော်ရွှင်နေရတက်ပါတယ်နံပါတ်40နေဘယ်ဘက်ပေါင်သားလို့လို့ရှိရင်တော့ခင်မွန်းစင်နူးကောင်း ချစ်သူတွေကကျွန်တော်စိတ်သဘောထားတွေကွဲလွဲပြီးတော့ကွဲတက်ပြတ်တက်ပါတယ်ဒီ website ပြပါနံပါတ်43ညာဘက်တင်မလို့တဲ့မိတ်ဆွေများညာဘက်တင်မလို့ဆက်မိတ်ဆွေများဒူသဘာကြီးမကျေနပ်ခြင်းနဲ့လျံလိုခြင်းနဲ့ခံတတ်ပါတယ်အမြင့်ဆုံးဆောင်းမုန်းခြင်းနဲ့ခံတဲ့နံပါတ်44ဘဲဘက်တင်မလို့တဲ့မိတ်ဆွေများတော့မလို့မုန်းတာရန်ရှာတဲ့ရန်ထားတဲ့ဥနဲ့တွေ့ရတဲ့ဘာမှမဟုတ်မနဲ့ကိုကမှန်နေတာတော့မှကိုကိုပြဿနာရှာမလို့ဒီပေါ်လာတတ်တယ်ဒါကြောင့်မို့ဟာကျွန်တော်တို့ ဘယ်ညာတင်မလို့လို့ရှိရင်မကောင်းဘူးဗျာနော်45ညာဘက်ဒူးလို့လို့ရှိရင်နော်လာပါဗျညာဘက်ဒူးလို့လို့ရှိရင်နော်ချစ်သူနဲ့တွေ့ဆုံတတ်တဲ့လက်လက်ပါတွေပေါ်များတတ်ပါတယ်ဗျအကောင်းတဲ့ခီးတွေသွားတတ်တဲ့နံပါတ်46ဘယ်ဘက်ဒူးလို့တဲ့မိဆွေများတော့မိမိညာမကောင်းကြံသူနဲ့တွေ့ရတတ်တဲ့ကျွန်တော်တို့ကိုကျွန်တော်စီပွားရေးတို့ပြန်ဆိုင်တိုက်ခိုက်တယ်ကျွန်တော်တို့ကောင်းလေးကောင်းမလေးတွေကိုခြံခုံမဲ့သူခြံခုံအောင်လုပ်မဲ့လူတွေအော်ပြောမဲ့ဆိုလို့ရှိရင်တော့စိတ်ညစ်ရတတ်တယ်ပေါ့ဗျာ အနမ40ခုညာဘက်ခြေတလုံးလုံးတဲ့မိတ်ဆွေများခီးရှီတွေတွားတက်တယ်တွားတက်ခီးရတဲ့အရန်ကောင်းပါတယ်ဥမာဖျားဘူးလို့အဲစပြပြပတွေလို့အဲ့လိုမျိုးအဝေးလို့တွားတက်ပါတယ်ညာဘက်ခြေတလုံးလုံးတဲ့မိတ်ဆွေများနံပါတ်48နံပါတ်48တော့ဘယ်ဘက်ခြေတလုံးလုံးတဲ့မိတ်ဆွေတွေကတော့မိမိချစ်သူခင်မုန်းနဲ့စကားများတက်တယ်အဲ့တော့ကောင်းလေးကောင်းမလေးဆိုလို့ရှိရင်ချစ်သူစုံတွဲလို့ဆိုလို့ရှိရင်ညံဖြစ်ရတက်ပါတယ်အဲ့တော့ညံဖြစ်မဲ့စကားများမယ်ကိုကြပေးကြမယ်အဲ့လိုမျိုးလေဖြစ်တက်တယ်ဒါဒါကြောင့်မလို့ကျွန်တော်တို့တွေ အာကျွန်တော်တို့ဒီလုံမယ်ဆိုရင် queue ဆိုက်ပေးပါနံပါတ်49ညာဘက်ခြေဘွားလုတ်တဲ့မိတ်ဆွေများညာဘက်ခြေဘွားလုတ်တဲ့မကြခဏခီးသွားတက်တယ်လက်ဆောင်ပစ္စည်းလည်းရရတက်တယ်ညာဘက်ခြေဘွားနော်တခါကြလို့ရှိရင်ခြေဘွားလေးလုတ်တက်တယ်နော်အဲ့တော့ဘယ်ဘက်ခြေဘွားလုတ်တဲ့မိတ်ဆွေများလည်းခီးမကြခဏခီးကြောက်ပေါ့နော်ကျွန်တော်ခီးတွေတော့ရလုံးလို့ဒီကျမကြီးလေချူချာတာမျိုးလေကျမကြီးညံ့တာမျိုးလေဖြစ်နိုင်ပါတယ်ဘယ်ဘက်ခြေဘွားလုတ်တဲ့မိတ်ဆွေပြ ဲ့တော့ညာညာဘက်ခြေဘက်လောက်တော့တော့ကောင်းပြီနော်ဘယ်ဘက်ခြေဘက်လောက်တော့တော့တိမ်မကောင်းတတ်ပါဘူးအဲဒါလေးကတော့ကျွန်တော်ဒီနေ့မျှော်ပေးတယ်အသားလုံးနမိတ်ဟောလေးပဲဖြစ်ပါတယ်ဗျအဲတော့ဒီဟာလေးလေးကတော့ကျွန်တော်တို့ကျွန်တော်တို့တစ်ခါကြလို့ရှိရင်တစ်ခါကြလို့ရှိရင်ကျွန်တော်တို့ကတစ်ခါဒီလောက်တော့တော့အတီယူလို့မရပေမဲ့အဲ့တနေရာတဲမှာပဲဒီကျွန်တော်တို့3-4ကဒါမှမဟုတ်3ရက်ဇက်တိုက်လုံးနေပြီဆိုရင်ကျွန်တော်တို့ queue site မှာတော့မယ်ကျွန်တော်ထူးခြားတယ်လို့ပြောလို့ရပါတယ်နော်ဒါလေးကို information မျှော်မျှော်ပေးတာပါဗျကျွန်တော်ကျွန်တော်တို့တစ်ခါကြလို့ရှိရင်ကိုက ဒီကျမ်းမာရေးရောက်တဲ့လောက်တာမျိုးရှိတယ်ပေါ့နော်အဲ့လားလေးလည်းနည်းနည်းသိဖို့လိုပါတယ်ကျမ်းမာရေးရောက်ကျမ်းမာရေးရောက်လဲတခါကြရရှင် လုတ်တက်ပါတယ်ဒါပေမဲ့အခုကျွန်တော်ပြောမယ့်အချက်လေးတွေကတော့ तू ကလုတ်မယ်ဆိုလို့ရှိရင်မနေ့တစ်ချိန်နေ့လက်ချိန်ညနေချိန်တနေ့နေ့နဲ့၃ချိန်လုတ်တက်ပါတယ်အဲ့လိုဆိုရင်တည်ကြပါလိဒီနမိတ်ဟိုတယ်မှာမိတ်ဆွေများဗျာလေးတွေပါလေဆိုတော့ကြည့်ရှုလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျအစီအမင်းနဲ့ like subscribe နေပြီးအားပေးခဲ့ပါအောင်ဗျနောက်ပြီးတော့မှလည်းခုလိုမျိုးကောင်းမွန်တဲ့နမိတ်လေးတွေနဲ့မိတ်ဆွေများဘူးတူတဲ့ရစေမယ့်နမိတ်လေးတွေနဲ့ကျွန်တော်ဆက်လက်ပြီးမျှဝေပေးပါအောင်ပဲဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ